မိသားစုဝင်တွေကရှက်လေလုံဖို့တောင်ပြင်ဆင်ထားပြီးအချိန်မှမှ တိုက်အောက်မှာ9ရက်အကြာအသက်ရှင်လျက်ပြန်တွေ့ကြရတဲ့ဦးလီ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။မတ်လ28ရက်နေ့မှာငလင်လှုပ်ခဲခဲ့တာကြောင့်အခုဆိုရင်တော့ငလင်လှုပ်ပြီးတာ6ရက်ကြာရှိလို့နေပြီဖြစ်ပါရစေ။6ရက်ကြာတဲ့အချိန်ထိကိုပြိုကျပျက်စီးသွားတဲ့အစာအုပ်တွေကြားကလူတွေကိုအပြေအဝကယ်ဆယ်နိုင်ခြင်းမရှိသေးပါဘူး။ဒါအပြင်အသက်မဲ့ခန္ဓာကိုယ်တွေကိုလည်းမဖော်ထုတ်နိုင်သေးဘူးဖြစ်ပါရစေ။ Provider ကယ်ဆယ်ရေးအသင်းသမားတွေကတော့သူတို့လုံနိုင်သလောက်အားနဲ့ဆက်လက်ပြီးတော့ကယ်ဆယ်နေကြတော့မှ9ရက်ကြာသွားပြီမို့တချို့မိသ ာစုဝင်တွေကတော့အသက်မဲ့ပြီလို့ယူဆပြီးဘဝကူးကောင်းအောင်တရားနာတာမျိုးတွေလည်းလှုပ်ပေးလို့နေပြီဖြစ်ပါတယ်။အသက်ရှင်လျက်မရှိတော့ဘူးလို့ယူဆထားရကနေငားရမြောင်းလေးမှာအသက်ရှင်လျက်လူတစ်ယောက်ကိုပြန်တွေ့နိုင်ခဲ့ပါတယ်။မန္တလေးမြို့က Golden Country Hotel ကလည်းငလင်ကြောင့်ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ကယ်ဆယ်နေရင်းကနေမမြုံလင့်မဲ့ငားရဲ့အကြာမှာအသက်ရှင်နေသူကိုတွေ့ရှိခဲ့ရတာပါ။အသက်ရှင်ဖို့တစ်ဆယ်ရာခိုင်နှုန်းကျော်လောက်သာရှိတော့တယ်လို့ခန့်မှန်းထားကြရကနေရှာဖွေရင်ဦးလေး ကြီးတယောက်အသက်ရှင်နေရကိုတွေ့ရှိလိုက်ရတာဖြစ်ပါတယ်။အသက်53နှစ်အရွယ်ဦးစန်းလွင်ကိုအသက်ရှင်လျက်ပြန်ပြီးတော့ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။တိုက်အောင်မှာပြနေတာမို့ခက်ခက်ခဲခဲကိုကယ်ထုတ်ခဲ့ရတာပါ။ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကကယ်ပြီးတော့ကယ်ဆယ်ပေးနေတာဖြစ်တဲ့ကယ်ဆယ်နေရင်းနဲ့အသက်53နှစ်အရွယ်ဦးလေးကြီးကိုအသက်ရှင်လျက်ကယ်လိုက်နိုင်တာမို့ကယ်ဆယ်ရေးအဖွဲ့တွေလည်းအရန်ကိုဝမ်းသာသွားခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်ဦးလေးကြီးက9ရက်လုံးလုံးရေလဲတောက်စရာမရှိသလိုအစာလဲစားစရာမရှိဘဲဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ငါးရက်လုံးလုံးရေမတော့ပဲအသက်ရှင်နေနိုင်ဖို့ဆိုတာမလွယ်ကူလာပါဘူး။ဒါအပြင်အသက်53နှစ်အရွယ်ဖြစ်တာမို့ခန္ဓာရည်အားကလည်းနှဲပါလာပါရဲ့။ဒါကြောင့်မို့လို့အပြစ်မှကျန်ခဲ့တဲ့မိသားစုဝင်တွေကဦးလေးကြီးကိုကွယ်လွန်သွားပြီလို့ယူဆပြီးတော့လက်လျှော့လိုက်ကြတာဖြစ်ပါရဲ့။ရက်လေဆုံးကပ်ဖို့လည်းပြင်ဆင်ထားပြီးသားလို့သိရပါရဲ့။ရက်လေမလုတ်ခင်မှာပဲဦးလေးကြီးကအသက်ရှင်လျက်နဲ့အပြင်ပြန်ထွက်လာနိုင်ခဲ့တာပါ။အသက်အရွယ်ကြောင့်မို့ပြန်ထွက်လာလာခြင်းမှာဘာစကားမှလည်းမပြောနိုင်ပဲအပြည့်တဲ့နေထားနဲ့သာတွေ့လိုက်ရတာဖြစ်ပါရဲ့။ အသက်ရှင်လျက်ပြန်ကင်နိုင်တဲ့အတွက်လည်းလူအများကဝမ်းသာပေးနေကြပါတယ်။ဒီနေ့မှာတော့6ရက်မြောက်နေ့ဖြစ်သွားပြီမို့အသက်ရှင်ဖို့ကဆေးရခိုင်နှုန်းသာကျန်မာတော့တယ်။ကေဆေးရေးတွေကတက်နိုင်သလောက်ကယ်ပေးမှာဖြစ်တယ်လို့ရှာတွေ့ဖို့လည်းဝိုင်းဝန်းပြီးတော့ဆူတောင်းပေးနေကြပါတယ်။ဒါအပြင်မန္တလေးမြို့ကဟိုတယ်တစ်ခုဖြစ်တဲ့ Great Wall Hotel ကတော့အခုချိန်ထိကိုအထင်းကိုပေးဝင်မရှာဘူးလို့သိရပါတယ်။မျော်လင့်ချက်နဲ့ဆောင်ဆိုင်နေကြတဲ့မိသားစုဝင်တွေကတော့ပေးရှာဖို့အတွက်ဟိုတယ်ရဲ့တာဝန်ရှိသူတွေကိုဒူးထောက်ပြီးတော့တောင်းပန်နေကြပါတယ်။ဒီငလင်ကြီးကြောင့် ့ချစ်သူတွေလည်းခွဲခွာကြရသလိုမိဘနဲ့သားသမီးတွေဇနီးမောင်နှံတွေညီအကိုမောင်နှမတွေကပြန်မလာနိုင်တဲ့လမ်းကိုသွားလိုက်ကြပြီဖြစ်ပါတယ်။ကြံခဲ့ရတဲ့မိသားစုဝင်တွေမှာလည်းဖြစ်မစင်နိုင်တဲ့စိတ်ဒဏ်ရာတွေနဲ့မွန်ချက်စွာဖြတ်တန်းနေကြရပါတယ်။မိသားစုဝင်တွေကရလဲလို့ဖို့တောင်ပြင်ဆင်ထားပြီးတဲ့အချိန်မှာမှတိုက်အောင်မှာ၅ရက်အကြာအသက်ရှင်လျက်ပြန်တွေ့ခဲ့ရတဲ့ဦးလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်။